နိုင်ငံတကာနိုင်ငံရဲ့အကြီးမားဆုံးသဘာဝဘေးအန္တရာယ်ဟာတခြားနိုင်ငံတခုအတွက်အဖိုးတန်ကုန်ကျန်တစ်ခုဖြစ်နေနိုင်တယ်ဆိုတာသိယုံနိုင်မှာမလားဒီနေ့မှာတော့အမေရိကန်နိုင်ငံမှာနှစ်စဉ်ဒေါ်လာတန်နဲ့ချီအကုန်ကျခံပြီးရှင်းလင်းနေရတဲ့အပြင်မျိုးကဒီရုပ်နိုင်ငံရဲ့စားတောက်ဆိုင်တွေမှာဟင်းလျာကောင်းတစ်ခွက်ဘလို့ဖြစ်နေရလဲဆိုတာကိုတင်ဆက်ပေးကြပါမယ်ဒီနေ့မှာတော့ကျွန်တော်တို့အလုံးကိုအံ့အားတင်သွားစေမယ့်မျက်နှာနှစ်ဖက်ပိုင်းရှင်ကုစုဘင်းရဲ့မယုံနိုင်စရာဇာလန်းကိုတင်ဆက်ပေးသွားမှာပါအမေရိကန်ရဲ့နံပါတ်1ရန်သူရောဘင်ဟာဒီရုပ်နိုင်ငံရဲ့ဟင်းလျာတွေထဲမှာဘလို့ဖြစ်လို့အဖိုးတန်ရတနာတစ်ပါးဖြစ်သွားရတာလေး အမေရိကန်ပြည်ထောင်စုအထွေသဖြင့်တောင်ပိုင်းပြည်နယ်တွေမှာခူးဆူဆူရာကြားလိုက်တာနဲ့လူတိုင်းကောင်းခါကြပါသည်သူကိုတောင်ပိုင်းဒေသကိုမျိုးချနေတဲ့နွယ်ပင်လို့တော့မှတင်စားခေါ်ဝေါ်ကြပါသည်ဘာလို့လဲဆိုတော့သူဟာတရက်ကိုတပေနှုံးထိအလွန်မင်းမြ мян ဆန်းဆန်းကြီးထွားနိုင်ပြီသူရဲ့လမ်းကြောင်းမှာရှိတဲ့တစ်ပင်ပန်းမှန်အဆောက်အုံအကုန်လုံးကိုမကြမ်းအရာအလုံးကိုဖုံးလွှမ်းပြီးတော့အလင်းမရလီမရအောင်လုပ်ပြလိုပါပြီဒီလိုနည်းနဲ့ပဲဂေဟာစနစ်တစ်ခုလုံးကိုဖျက်ဆီးပစ်တဲ့အတွက်သူ့ကို ecological scale လို့လည်းသတ်မှတ်ထားကြပါသည် ဒါပေမဲ့အမေရိကန်မှာအမိုက်လို့သဘောထားပြီးရှင်းထုတ်ဖို့နီလန်းရှာမရဖြစ်နေတဲ့ဒီအပင်ကိုရုပ်နိုင်ငံမှာတော့ရွှေလိုတံမိုးထားနေကြပါသည်။ရုပ်တိုင်းရင်းစေးပညာနဲ့ရိုးရာအစားအစာတွေမှာရာစုနှစ်ပေါင်းများစွာအသုံးပြုခဲ့တဲ့ခုစုအမြင့်ဟာသူတို့အတွက်တော့တံမိုးမဖြတ်နိုင်တဲ့သဘာဝရဲ့လက်ဆောင်တစ်ခုပါပဲ။ဒီအမြင့်ကိုရဖို့အတွက်လုံရတဲ့လုပ်ငန်းစဉ်ကလည်းပဲဂျင်းစင်တူဖို့လိုမျိုးအစင်းစင်းနဲ့အလွန်အားစိုက်ထုတ်ရပါသည်။ပထမအဦးဆုံးမြေကြီးအောက်ထဲမှာကြီးမားလာတဲ့ခုစုမြစ်တွေကိုဒူးဖော်ရပါသည်။ ပြီးရင်တော့အဲ့ဒီအမြစ်တွေမှာကပ်ပါလာတဲ့မြေကြီးတွေကိုဖျားပြင်းရေပန်းတဲ့တည်တည်ချာချာဆေးကြောရပါသည်။တန်းစင်သွားတဲ့အခါမှာတော့အမြစ်လေးတွေကိုအပိုင်းလေးတွေဖြစ်အောင်လီးဖြတ်ပြီးအမြစ်နေတဲ့ဂစီတက်ကိုခွဲထုတ်ဖို့အတွက်အထူးပြုလုပ်ထားတဲ့စက်ထဲမှာထည့်ပြီးကြိတ်ရပါသည်။အဲ့ဒီနောက်မှာတော့ကြိတ်ထားတဲ့အရေကိုရေတန်းနဲ့ရောပြီးတော့အဝတ်ပါလေးနဲ့ဆေးချလိုက်တဲ့အခါဖြူဖွေးအဖိုးတန်တဲ့ဂစီတက်တွေကိုရရှိလာပါသည်။အဲ့ဒီဂစီတက်တွေကိုခွဲအောင်ချိန်မှာအနေထိုင်သွားတဲ့အခါမှာအပေါ်ကရေကိုတွန်းပစ်ပြီးရလာတဲ့ဂစီတက်ပြစ်ပြစ်တွေကိုသေချာနေရပါသည်။ အဲဒီနောက်မှာတော့တကယ်ကိုအနုပညာဆန်တဲ့အပိုင်းကိုရောက်လာပါပြီ။အလုသမားတွေကနေထားတဲ့ဂစီတွေကိုတော့ဖန်နယ်တစ်ခုတည်းကိုထည့်ပြီးအောက်ကနေပြီးတော့ရေနွေးခံထားတဲ့အိုးတွေကိုညင်ညင်ညာညာကြာသွားအောင်တပြေးညီတောက်လျှောက်ခောက်ပေးနေရပါသည်။အဲဒီလိုလှုပ်လိုက်တဲ့အခါမှာတော့ဘားလွာပြီးညင်ညာလှပါတဲ့ခောက်ဆွဲမြင်လေးတွေဖြစ်လာတာပါ။ရေနွေးထဲမှာမာသွားတဲ့ခောက်ဆွဲလေးတွေကိုကျုံသွားပြီးတော့ပုံမှုခိုင်းမာသွားအောင်ရေအေးတွေကိုပြန်ပြောင်းထည့်ရပါသည်။နောက်ဆုံးအစင်းနေတဲ့ခေါက်ဆွဲတွေကိုနေရောင်ခြေောက်မှာလမ်းပြီးလုံဝ၆သွေးတဲ့အခါမှာတော့ဖြတ်တောက်ထုတ်ပို့ပြီး တံမိုးကြီးရိုးရအစားစာတစ်ခုအဖြစ်ဈေးကွက်ထဲကိုပို့ဆောင်มาတော့ဒီဒီခူးစုခေါက်ဆွဲဟာလမ်းစမ်းတွေရတာရှိပြီးအဟာရထက်လည်းကျွဲဝါးရတဲ့အတွက်တရုတ်ရိုးရအစားစာတွေမှာထူးခြားတဲ့ဟင်းလျာတမျိုးအဖြစ်ရည်တည်နေပါသည်ကဲဒါကိုကြည့်ပြီးတဲ့နောက်မှာတော့ခူးစုပင်ဟာတကယ်ပဲလူသက်သမားလားဒါမှမဟုတ် အတုံးမချရတဲ့တည်းရတနာတပါလားဆိုတာစဉ်းစားရပါပြီနိုင်ငံတကာနိုင်ငံရဲ့အကြီးမားဆုံးပြဿနာဟာတခြားနိုင်ငံတစ်ခုအတွက်တော့အဖိုးတန်ဖြစ်ရှင်းနေတစ်ခုဖြစ်လို့နေတယ်ဆိုတာကိုဒီအပင်လေးကသက်သေပြနေပါသည် ီဗီဒီယိုကြည့်ရှုနေတဲ့ပရိသတ်တွေရောဒီခုဆိုပင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲဆိုတာကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး